ဆိုတရုတ်ဟာမြန်မာနိုင်ငံမှာသူတို့လိုချင်တဲ့ငင်းချမ်းကြီးပဲသူတို့အာပေးနိုင်ဖို့ရရနိုင်ဖို့ရသူတို့လုပ်ပြီးမှာဖြစ်တယ်ရှင်းရှင်းပြောလို့ရှိရင်မြန်မာနိုင်ငံမှာသူတို့ရဲ့ဒုတ်ဆင့်အသုံးချနိုင်တဲ့ခေါင်းဆောင်လောက်ဒုတ်ဆင့်အသုံးချနိုင်တဲ့နိုင်ငံရေးပါတီအဲတက်မတော်ပုံစံမျိုးလောက်ပဲသူတို့လိုချင်နေဆိုတာကိုသူတို့ရအောင်လုပ်မယ်ဆိုတာကိုတာရှူနေတယ်ဆိုတာသိရမှာဖြစ်တယ် ဆရာမင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဆရာတွေ့ရတော့ဝမ်းသာပါတယ်ဆရာဟို ပြီးတော့အခုအာကျွန်တော်နိုင်ငံမှာလဲပေါ့နော်ဒီငလင်ပေးကြောင်းမလို့စိတ်မချမ်းမြေ့ဆရာရလည်းရှိတယ်လို့ပေါ့နော်ဒီအထက်မှာပဲနှစ်တကူလက်ဆောင်လို့လည်းပြောလို့ရတယ်လို့မျိုးသိန်းနဲ့တည်င်းကောင်းနေရလည်းရှိတာပေါ့ဆရာအဲ့တော့ပြည်သူတွေကဒုက္ခတွေလည်းတွေ့နေရတယ်လို့ပေါ့နော်ဒါဒီတခြားနှစ်သိန်းဆရာတည်င်းကောင်းလေးတွေလည်းရှိနေရလို့လည်းရှိတာပေါ့ဆရာ အဲ့ကြားထဲမှာကျွန်တော်ဒီတရုတ်နဲ့ပတ်သက်တဲ့အမျိုးတွေဆရာစီရီကိုသိကျင်တာလေးတွေကျွန်တော်မေးမြန်းကျင်တာလေးရှိလို့ပါဆရာဟုတ်ဟုတ်ကဲ့ရပါတယ်ဟုတ်ဟုတ်ကဲ့ပါဆရာအဲ့ဆိုဆရာဟိုပထမတစ်ခုကတော့ဆရာကျွန်တော်တရုတ်ရဲ့လွှမ်းမိုးမှုအကြောင်းလေးသိကျင်တာပေါ့ဆရာဘာလို့လဲဆိုတော့အခုဆိုရင်အာဒီလာရှိုးလိုနေရာမျိုးပေါ့နော်ဒီလိုနေရာမျိုးမှာအဲဒိုလန်ရေးတပ်ဖွဲ့တွေကအဲအသက်တွေတွေးရွှေရင်းပြီးရွှေထားခဲ့တဲ့နေရာမျိုးပေါ့အဲ့လိုနေရာမျိုးကိုအခုဆိုရင် အပြည်သူတွေမကြားချင်ဆုံးသတင်းပေါ့နော်အဲတချို့အစိပ်ပိုင်းတွေမှာလက်လို့ရမယ့်ပုံစံမျိုးတွေဖြစ်လာတယ်ပြန်ပေးရမယ်ဆိုရပုံစံမျိုးတွေအစားတွေ့လာရတယ်ပေါ့နော်အဲဒါမကြားချင်ဆုံးအရာမျိုးတွေဖြစ်လာတော့ကျတော့ဒီဟာတွေအကုန်လုံးကတရုတ်ရဲ့ PR အကြောင်းလို့ဆိုပြီးတော့ပဲအားလုံးကနားလေထားကြတော့ဆရာရဲ့တရုတ်ရဲ့ PR ကဒီလွေဥတော်လည်းရင်းမှာဘလောက်ထိထိခိုက်လာနိုင်လဲဆိုတော့ဆရာအမြင်လေးအဲသုံးသပ်စေချင်ပါပါဗျာဟုတ်အဲအဲမင်းကတော့ကြည်လဲကြည်နဲ့လဲနဲ့တပေါ့ဗျာဒီပြောလို့ရှိရင်တော့ အဲဒီပထမဆုံးကျွန်တော်တို့အခြေခံကြကြနားလည်ရမယ့်အချက်ကတရုတ်ရဲ့လွှမ်းမိုးမှုကမြန်မာနိုင်ငံမှာဘယ်အဖွဲ့ကိုအရှိဆုံးလဲဆိုလို့ရှိရင်အဲရှင်းရှင်းလေးပြောလို့ရှိရင်မြန်မာတက်မတော်နဲ့မြန်မာဆိုရှယ်လစ်ပါတီကနေစခဲ့တဲ့ဥနေဝင်းတို့လက်ထက်ကလေးကနေပြီးတော့သင်းစင်းသက်ခဲ့တဲ့ဥစ္စာအဲ့တော့အမြင့်ဆုံးလွှမ်းမိုးမှုအများဆုံးခံရတဲ့အဖွဲ့ဟာညီနောင်သုံးဖွဲ့လည်းမဟုတ်ဘူးမြောက်ပိုင်းအဖွဲ့တွေလည်းမဟုတ်ဘူးတကယ်တမ်းလွှမ်းမိုးခြင်းခံရတဲ့အဖွဲ့ဟာမြန်မာတက်မတော်ဖြစ်တယ်မြန်မာတက်မတော်ကကိုယ်ကတရုတ်ရဲ့ဒုတ်လို့ အဆင့်ရောက်နေပြီဆိုတာကျွန်တော်တို့ရှင်းရှင်းလေးတစ်ချက်နားလည်မှာဖြစ်တယ်အဲနောက်တစ်ခုကညီနောင်သုံးဘွဲ့လို့မြောက်ပိုင်းမှာရှိနေတဲ့နေဇက်နဲ့ချိန်နေတဲ့အဖွဲ့တွေကြတော့သူတို့မှာ daily နေကျင်တဲ့တူကကျွန်တော်တို့ဒီတရုတ်ဖက်မှာရှိတဲ့ယူနန်ပင်ပြည်နယ်ဘက်မှာရှိတဲ့ community ရှိတယ်ကျွန်တော်တို့ဘက်မှာရှိတယ်ကျွန်တော်ကြေးရွာတွေရှိတယ်မြို့တွေရှိတယ်နောက်တစ်ခုကသူတို့တွေအမျိုးတွေကိုယ်တိုင်ကလည်းနောက်ခိုးတော့ Burmese Communist Party ပေါ့မြန်မာ Communist Party အဖွဲ့ဝင်အဟောင်းတွေကလည်းဒီနိုင်ငံမှာပဲနေနေကြတာများတယ်အဟောင်းတွေတော့တောင်းအဖွဲ့ဝင်တွေအဲ့တော့ဒီလိုမျိုးထိတွေ့ဆက်ဆံနေရတဲ့အဖွဲ့တွေအနေနဲ့အဲလှုပ်ချင်တိုင်းလှုပ်လို့မရဘူးဆိုတဲ့အချက်ဆိုတော့လည်းသူတို့ရှိကောင်းရှိနိုင်တယ်ဒီဒီမှာဒီဒီဒီဘက်ကဒီရှမ်းဘက်ကအဖွဲ့တွေပေါ့ဒီနယ် DNL တို့ MNDA တို့အစုံပေါ့ဗျာနောက်တစ်ခု နောက်တစ်ချက်ကအဲ့ဒီနေဇာမှာရှိတဲ့အဖွဲထဲမှာတရုတ်ကနေပြီးတော့တိုက်ရိုက် control လုပ်ထားတဲ့အဖွဲတွေလည်းရှိနိုင်တယ်ဥပမာကျွန်တော်တို့ဝဆိုလို့ရှိရင်တရုတ်ရဲ့ policy တိုင်းမြန်မာနိုင်ငံရဲ့တော်လှန်ရေးကိုကင်ထားတာဖြစ်တယ်ဒါကမြန်မာချင်းချင်းဖြစ်နေတဲ့ပြဿနာပါဆိုပြီးတော့ဟိုကလေးကတရုတ်ကနေပြီးတော့ဟိုကပြုတ်ပြီးတော့လုထားလိုက်ရှင်အဲ့တော့ဝဟာတကယ်တရုတ် PLA ရဲ့ unit တစ်ခုလားအဲမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တော်လှန်ရေးအဖွဲ့တစ်ဖွဲ့လားဆိုတော့ရှင်းရှင်းလင်းလင်းကျွန်တော်တို့သိဖို့ရလဲလိုအပ်တယ်ဒါကကျွန်တော်တို့သူတို့ကိုယ်တိုင်က ပြန်ညီညောင်ညီနောင်နဲ့မတွဲကြတာလည်းရှိတယ်အခုဟို PDF ကိုပို့တယ်လို့လို့အဲထောက်ပံ့တယ်လို့လို့ဟိုဖွဲ့ကိုထောက်ပံ့တယ်လို့လို့ ਨੇ ခက်ရောက်ရောက်လေးတွေလုပ်နေတော့တွေ့ရဒါတရုတ် style ပေါ့ပြပြောလို့ရှိရင်အဲသူကဒါ Guangxi တို့ခုန back door ပေါ့နော်နောက်ကနောက်နောက်တကားနေဝင်တာတို့ window ကနေဝင်တာတို့ဒါတွေက ဒီဘက်ကောက်ကဝင်တာလေအမျိုးစုံဝင်တာကိုတရုတ်တရုတ်ရဲ့ဟိုဟာကအဲ့တော့ဒါဒီနောက်တစ်ချက်အဲပြောရမယ်ပြောရမှာဖြစ်တယ်အဲ့တော့အဲရှင်းရှင်းလေးကြည့်ရစီမြန်မာနိုင်ငံရဲ့နိုင်ငံရေးကိုတရုတ်ကနေပြီးတော့ဝင်ရောက်ဆွတ်ဖက်မှုမရှိဘူးလားမရှိနိုင်ဘူးလားပို့ပြီးတော့မရှိနိုင်ဘူးလားဆိုတာရှိခဲ့ပြီးတာဖြစ်တယ်အဲ့တော့နောက်တစ်ချက်ကဒီဥနေဝင်လက်ထက်ကလေးကကျွန်တော်တို့ Burmanization လို့အင်္ဂလိပ်လိုခေါ်တဲ့ဗမာလူမျိုးကြီးဘဝဒဆိုတော့ကိုင်ခဲ့တဲ့လူတွေဟာမြန်မာတွေမဟုတ်ဘူးခေါင်းဆောင်တွေက new ဥနေဝင်ကိုယ်တိုင်ကတရုတ်နဲ့ရှမ်းနဲ့ဆက်ထားတဲ့ရှုမောင်း အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့ချိန်ကြည့်တယ်ဦးစန်းယူတရုတ်အဲဟိုဟာတွေရှိတယ်နောက်ခုမြန်မာနိုင်ငံတော့မှရှိနေတဲ့စီးပွားရေးသမားအကြီးအကျယ်အကုန်လုံးဟာတရုတ်နဲ့ဆက်ဆက်နေတဲ့တရုတ်လူမျိုးမြန်မာနိုင်ငံသားလည်းဖြစ်ကောင်းဖြစ်နိုင်တယ်များဖို့များတယ်အဲ့တော့ဒါမှမဟုတ်လေခုနလာရှိုးမှထိုင်ပြီးတော့ရှမ်းပြည်ထဲမှာထိုင်ပြီးတော့ခရိုနီလုံနေကြတယ်ရုံထိုင်ပြီးတော့လုံနေကြတယ်မိုးကုတ်ရှမ်းအဆုံပေါ့ဗျာမန္တလေးတရုတ်ဒီအကုန်လုံးနေမြေတကလုံးမှထိုင်နေကြတဲ့ဒီခရိုနီတွေကနေချိတ်ထားတယ်ယူနန်ပြည်နယ်စီးပွားရေးသမားတွေနဲ့ ဟိုရှာဟန်ကစီးပွားရေးသမားတွေနဲ့ဘေဂျင်းကစီးပွားရေးသမားတွေချိန်ထားတဲ့လူတွေကဆက်ဆွဲမှုကလည်းရှိတယ်အဲ့တော့နိုင်ငံရေးတဲ့မဟုတ်ဘူးစီးပွားရေးပါချိန်နေတယ်ဆိုတော့ကြောက်ဖြူကိစ္စအစားကျွန်တော်တို့သိရမှာဖြစ်တယ်အဲ့တော့အားလုံးကိုကျွန်တော်တို့ခြုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒါတရုတ်ဟာမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးကိုမရစေချင်ဘူးဒီမိုကရေစီကိုမရစေချင်ဘူးဆိုငြိမ်းချမ်းရေးတော့ရစေချင်တယ်သူလိုချင်တဲ့ငြိမ်းချမ်းရေးမျိုးကိုဒါရစေချင်တာဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံသားတွေလိုချင်တဲ့ရှင်းတဲ့အဲတိုင်းရင်းသား ပြည်သူလူထုလိုချင်တဲ့ရှင်းတဲ့မြန်မာနိုင်ငံမှာရှိတဲ့အတိုင်းကျွန်တော်တို့တိုင်းသားလို့ဆိုတော့ဒါက ethnic community ပေါ့ဒီတိုင်းသားလူမျိုးစုံပြည်သူတွေလိုချင်တဲ့ရှင်းရှင်းလင်းလင်းညီညာရေးကိုဒီရုပ်ကဘယ်နည်းနဲ့မှမရစေချင်ဘူးဆိုတာကကျွန်တော်တို့ဒီမီဒီယာဒီမှာကျွန်တော်ပြောခဲ့ဘူးတဲ့ကိုထက်မြတ်တို့နဲ့ဟိုတခါတုန်းကလည်းကျွန်တော်ပြောခဲ့ဘူးတဲ့1986ခုနှစ်ချင်းလုံရဲ့ဒီ foreign policy doctrine ထိကျွန်တော်ပြန်သွားရမယ်ဆိုတာကိုကျွန်တော်ပြောပြောဆွေးနွေးခဲ့တာရှိတယ်အဲ့တော့အဲ့လိုမျိုးခြုံကြည့်တယ်ဆိုလို့ရှိရင် ဒီရုပ်ရဲ့မြန်မာနိုင်ငံတွင်းမှာဘယ်လိုဖြစ်စီခြင်းလဲဘာဖြစ်စီခြင်းလဲဆိုတာစီးပွားရေးရောနိုင်ငံရေးရော ethnic ဒီဒီတိုင်းသားရေးရောအားလုံးကိုင်ထားကိုင်ထားပြီးသူတို့လုံနိုင်တယ်လို့သူတို့လုံသွားမှာဖြစ်တယ်နောက်ဆုံးခုဒီ2021ဒီရှစ်အနာရှင်သိင်းချင်းဖြစ်လာတဲ့မဖြစ်ခင်လေးတစ်လနှစ်လတော့တွင်းကိုကြည့်မယ်ဆိုလို့ရှိရင် January လ17ရက်နေ့ကနေပြီးတော့ကျွန်တော်18ရက်လ2020 January လ17ကနေပြီးတော့အဲ18ရက်မှာဒီသမရတရုတ်သမရရှီ မြန်မာနိုင်ငံကိုလဲသွားတယ်လဲပြီးကြတာနဲ့နောက်ဆုံးဒီဝမ်ကြီးနိုင်ငံနိုင်ငံရေးမှာအနံပါတ်1အရေးကြီးဆုံးပုဂ္ဂိုလ်ဝမ်ကြီး foreign minister ကိုတိုင်အခောက်ခောက်သွားတယ်အာနာမသိငင်မအလားအာနာမသိငင်၃ဘတ်အလိုပါမြန်မာနိုင်ငံမှာရှိတယ်ဆိုတော့တတိယက green light မလုပ်ဖ ೇನೆ ဒီခုနကတရုတ်ကခွင့်မပြုဘဲနဲ့စစ်တပ်ကိုယ်တိုင်အာဏာသိမ်းလို့မရနိုင်တဲ့အဆင့်ရှိတယ်ဆိုတော့ဟိုရှင်းရှင်းလင်းလင်းနားလည်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တရုတ်အကြောင်းကိုဘယ်လိုကန်တွေရမလဲဆိုတော့ဟိုဆက်လက်ပြီးတော့စဉ်းစားရုံပဲရှိတယ် ခုနက तू ကလုတ်เสียရှိတာ तू လုတ်မှာပဲဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဒီ ਉਹ ရဲ့လွှမ်းမိုးမှုကတော့ဆရာပြောလိုက်တဲ့အချိန်မှာတော်တော်လေးရှင်းရှင်းလေးလေးနားလေရပါတယ်အဲပြီးတော့သူတို့ကသူတို့အကျိုးအတွက်တာလေးကြည့်တယ်ပေါ့နော်အဓိကတော့ဒီမြန်မာနိုင်ငံဒီပြည်သူပြည်သားတွေလိုချင်တဲ့ရှင်းလင်းတဲ့လွတ်လပ်မှုမျိုးသူပေးနေတာမဟုတ်ဘူးဆိုတော့လေဒါဆရာပြောပြတဲ့အချိန်မှာတော်တော်လေးရှင်းရှင်းလေးနားလေရတယ်ပေါ့နော်ပြီးတော့ဒီသူ့ရဲ့လွှမ်းမိုးမှုအနေနဲ့ကြည့်မယ်ဆိုတော့ဆရာဟောပါပေါ့ဒီကယ်ဆယ်ရေးအဖွဲ့လာတဲ့အချိန်မှာကိုပဲအဲဒီ ီသူနဲ့မတည့်တဲ့ထိုင်ဝမ်ကလာတဲ့အချိန်မှာဒါမင်းအွန်လိုင်းကလုံးဝပြန်ပြီးတော့နောက်ထပ်ခိုင်းတဲ့ကိစ္စမျိုးတွေပေါ့နော်ဒါတရုတ်ကညွှန်ညွှန်မှာဆိုလို့ဆိုတဲ့ပုံစံမျိုးတွေလည်းတွေ့ရတာဖြစ်တဲ့အတွက်ပေါ့နော်ဒီလမ်းမမှုခံရဆုံးကတော့မြန်မာစစ်တပ်လိုပဲလုံးဝကိုရှင်းရှင်းလင်းလင်းနားလည်လိုက်ရပါဆရာဟုတ်ကျေးဇူးတိုင်းတင်ပါဆရာပြီးတော့လေးဆရာဟုတ်ဒီမြောက်ပိုင်း၃ဘွဲ့ပေါ့နော်ဆရာဟို MNDA CNL ပေါ့နော်အာကဒါဟိုဒီဒီ၃ဘွဲ့ရှိရပါဘော AES ဆိုရင်အဲဒီ၃ဘွဲ့ရှိတဲ့ထဲမှာမှာအခုဆိုရင်တရုတ် အဲတရုတ်ရဲ့ PR အကြောင်းမလို့ MND နဲ့ TN နဲ့လေးဆိုရင်အချို့ဒီထိုးစစ်ကိစ္စတွေမှာရက်တက်လို့ပုံစံမျိုးတောင်ဖြစ်သွားတယ်ပေါ့ဆရာအဲဒါပေမဲ့တကယ်တကယ်ရှိမှာပြန်ကြည့်မယ်ဆိုရင်ဒီ၃ဘွဲ့ဒီမာမိတ်ဒီတော့၃ဘွဲ့ကတကယ်ကိုကြီးမားတဲ့အောင်မြင်မှုတွေယူပြနိုင်ခဲ့တာလည်းဖြစ်တယ်ဆရာပြီးတော့ဒီ1027 system မှာကြည့်မယ်ဆိုရင်အဲကျွန်တော်တို့ဒီဒါတိုက်ပွဲတစ်ခုဘလို့တိုက်ရမလဲအောင်မြင်မှုဘလို့ရအောင်ယူပြရမလဲဆိုတဲ့အမျိုးကိုစံပြနေတဲ့တော့လုတ်ပြနိုင်ခဲ့တဲ့အခွင့်အရေးဆိုပြီးတော့ကျွန်တော်တို့ဒီတော့ ုပ်ကြည့်အားကိုးခဲ့ကြရတယ်ပေါ့နော်အခုဆိုရင်ဒီ share နှစ်ခွဲရပါတော့ MNDA နဲ့ DNL ကဒီတရုတ်ပြည်အားကြောင့်လို့အခုလိုမျိုးခြေနေတွေဖြစ်လာတယ်အဲအားကြောင့်လို့တစ်ဖက်မှာစိုးရိမ်မိတာကျတော့ဒီနောက်ပိုင်းမှာမေးသုံးပွဲတွေမှာပါတဲ့အရခတ်တော့ EA ဘောဆာအခုလက်ရှိမှာတော့ဒီတခိုင်ဒီနေရုံလုံးလွမြောက်လူမိပါဖြစ်အောင်ကြမ်းကြမ်းပြနေတဲ့အဖွဲ့ပေါ့ဆရာ။အဲ့ဒါဒီတပ်ဖွဲ့မှာရောတချေချင်းမှာ MNDA လိုမျိုးအဲ DNL လိုမျိုးတရုတ်ရဲ့ဖိအားတန်တွေခံလာရမလား။ဒီလိုခံလာရင်ရောရှေ့ကနှစ်ဖွဲ့လိုမျိုးပဲ အချို့ကိစ္စတွေမှာအမလို့အများဖြစ်နေတာမျိုးတွေကြုံရလာနိုင်လားဆိုတော့လေတွေးပူမိတာရှိပါရဲ့ဆရာအဲ့အဲ့အတွက်လည်းဆရာရဲ့အမြင်လေးကိုမျှဝေပေးစီချင်ပါတယ်ဆရာอืมအဲ့တော့ဒီအော်တိုဘာ29ညနောင်3ဘွဲ့စတင်ခဲ့တဲ့အဲဒီလောက်ရပေါ့ဒေါ်လာရေးဒီအဲစစ်ပွဲအောင်မြင်မှုရဲ့အရှင်ကဘာကြောင့်အောင်မြင်တယ်လဲဆိုလို့ရှိရင် ဒီစကိုင်းမကွေမန္တလေးတနင်္သာရီဘကိုအာစသဖြင့်ကရင် PDF တွေကနေပြီးတော့ချန်ကင်ပေးထားလို့သူတို့လုံနိုင်တယ်လို့လုံသွားနိုင်ခြင်းဖြစ်တယ်ဆိုတော့တစ်ချက်ကျွန်တော်တို့ရှင်းရှင်းလင်းလင်းကျွန်တော်နားလည်သင့်တယ်နောက်တစ်ခုက PDF တွေအနေနဲ့ကျွန်တော်တို့ဒီ2021နောက်ပိုင်းမှာဘုံနဲ့တုံနဲ့တခါတဲ့မြန်မြန်ဆန်ဆန်နဲ့အခုလိုမျိုးအာတီထောင်ပြီးတော့ခုခံနိုင်ခဲ့တဲ့ကိစ္စကလည်းအနှစ်90ကျော်ကာလ ဖြစ်နေတဲ့ဒီတော်လှန်ရေးတိုင်းရင်းသားလူမျိုးတွေဥဆောင်ခဲ့တဲ့တော်လှန်ရေးအဲ့ဒီတော်လှန်ရေးကြောင့် PDF ကလည်းကွင်းကိုဝင်ပြီးတော့အဲ့ဒီကွင်းထဲမှာပဲသူတို့လုံနိုင်တယ်လို့မြန်မြန်ဆန်ဆန်နဲ့လုံသွားနိုင်ခြင်းဖြစ်တယ်ဒါကလည်းကျွန်တော်တို့အဲ့လိုမျိုးနားလည်တယ်ဆိုလို့ရှိရင်ခုနဘယ်သူကတော့ဖြင့်အာအာအတိုက်နိုင်ဆုံးမှာဘယ်သူကတော့ဖြင့်အတိုက်နိုင်ဆုံးမှာဆိုကျွန်တော်တို့သိပြီးတော့ဟိုဟိုပြုစရာမလိုဘူးစောရကပြုစရာမလိုဘူးလို့ကျွန်တော်တို့မြင်တယ်အဲ့တော့အဲ့ဒီကြားထဲမှာညီနောင်၃ဘွဲ့ကို အဲခုတရုတ်ကနေပြီးတော့ကင်တွယ်လာတဲ့လမ်းတွေရှိလာပြီခုနဒီဒီမြင်းကလင်းကိစ္စအဲဒီဒီအော်တိုနန်ဆက်ခွန်နောက်ပိုင်းကိစ္စတွေအစားသူတို့တဖြည်းဖြည်းနဲ့ကင်တွယ်သူကတော့ဆက်လက်ပြီးတော့ကင်တွယ်မှာပဲအဲ့တော့ AA အနေနဲ့ indirect အာဒီတိုက်ရိုက်မဟုတ်တဲ့ဒီကြောက်ဖြူ AA ကိုယ်တိုင်ဝင်ပြီးတော့တင်းလာပြီဆိုရင်တော့တိုက်ရိုက်ဖြစ်လာလိမ့်မယ်ခုခုလက်ရှိအနေထားမှာသူတို့ကြောက်ဖြူကိုလည်းဟိုမလုံနိုင်အောင်သို့မဟုတ်ချိုးတင်ပြင်ဆင်တဲ့ပုံစံအနေနဲ့ပုံလိက ဒီတက်မတော်အဲပုလိကလုံခြုံရေးဖွဲ့များဖွဲ့စည်းရေးဥပဒေကိုမဟာလာနဲ့စကားဆာကိုအာလောက်ကိုင်းထားပြီးတော့ဥပဒေဖောက်ခံထားပြီးတော့သူတို့ကိုယ်တိုင်ဒီပုလိက security ယူသွားနိုင်တဲ့အဆင့်ကိုပြင်ဆင်နေတယ်ပေါ့ဒါကြပြီး ဒီဥပဒေထုတ်တိုင်းဆိုတာကနောက်ဆုံးလုတ်ခဲ့ပြီးလို့ထုတ်တာအဲ့ဒါဘယ်ကလေးကစကလို့ဆိုတော့1 pound ဒီကျွန်တော်တို့ဒီစကိုင်းကဒီကျွန်တော်တို့ JC JC တန် JC တန်တော့ငါငါမဟုတ်ဒီဒီဟောပေါ့အဲအဲ့ဖြစ်ခဲ့တာရှိတယ်အဲ့တော့1 pound company ကနေပြီးတော့ဟိုတုန်းကကျွန်တော် security ကျွန်တော်ဟိုတုန်းကဒါဆိုလို့ရှိရင်2013နောက်ပိုင်းအဲအဲ့ဒီဘက်မှာအလောင်းတော့ကတ်တဲ့ဘက်မှာဒီသူတည်နာလုတ်ခဲ့တဲ့ခီးတွေကျွန်တော်သွားခဲ့တဲ့အချိန်မှာ one man company မှာမြန်မာလူမျိုးတွေဝင်လို့မရဘူးတရုတ် ဒီ security guard ကနေပြီးတော့ gate ကနေပြီးတော့ kait ပြီးတော့အာလောက်ခဲ့တာရှိတယ်။ဒါတွေကတဖြည်းဖြည်းနဲ့ဟိုးကလေးကနေပြီးတော့သူတို့ကိုယ်တိုင်လောက်လာခဲ့ဥစ္စာကိုတရားဥပဒေပေါင်းနေဝင်နေဝင်နေဆိုတဲ့စကလုံးသုံးနိုင်အောင်ခုတော့ရှင်းပြလို့တရားဥပဒေမဝင်ပါဘူးဒီဥပဒေကရှင်းပြလို့ရှင်စတက်ဟိုပြောဟာမှုထမ်းရေးဥပဒေဆရာဥပဒေလို့ခုခေါ်လို့မရတဲ့စကလုံးတွေပါ။ဒီကစကစကနေပြီးတော့ရှင်းပြလို့ရှင်ဒီအဆင်မရှိအဆင်မရှိဆိုစိတ်တက်ရေးရာရအကျင့်ရေးရာရ ဒီတိတ်ခါရေးရရအရှင်းမရှိတဲ့လူန်းစားတက်အုပ်ကနေပြီးတော့ထောင်ထားတဲ့ကင်ထားတဲ့အဖွဲ့ကိုကျွန်တော်တို့ဥပဒေလုံနိုင်တဲ့လုံတင်တဲ့ထုတ်ရမယ့်အဖွဲ့လို့မြင်တဲ့သကလုံးနဲ့ပြောတာကိုကျွန်တော်လည်းဟိုနည်းနည်းလေးဟာမကြောက်ဘူးပြောလို့ရှိနော်ဝင်မဝင်မှုပေါ့အဲ့တော့အဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကြည့်တယ်ဆိုလို့ရှိရင်ဒါတရုတ်ကဆက်လက်ပြီးတော့သူတို့လုံးဆရာရှိတာဆက်လုပ်နေတယ်သူတို့ရဲ့ interest ကိုအာသူတို့ရဲ့ဒီစီးပွားရေးဆိုင်ရာ interest တွေကိုကာကွယ်နိုင်ဖို့ရတဲ့လုပ်နေလုပ်နေခြင်းဖြစ်တယ်အဲ့တော့အကယ်၍ကြောက်ဖြူ အေးနေနဲ့တင်းပြီးတော့အေးရနေထင်းချုပ်လာနိုင်တဲ့အရှင်ကိုမရှိနိုင်အောင်မရနိုင်အောင်ကာကွယ်ခြင်းဖြစ်တယ်လို့တနည်းအားဖြင့်ဒီဒီဒီဥပုပ်ပုပ်လေးကလုံခြုံရေးဥပဒေကအာပြောလိုက်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်မှာနောက်တစ်ချက်ကတက်မရောကိုယ်တိုင်ကကျွန်တော်တို့ဒီတက်မရောလို့စကလုံးပြောရမယ်ဒီဒီပြောနေကြတော့သုံးရမယ်စကလုံးပေါ့လေဒီစကတ်ဆရဲ့တက်ကိုယ်တိုင်ကသူကိုယ်တိုင်မထင်းချုပ်နိုင်တဲ့အနေထားမျိုးရောက်နေပြီအဲအဲ့တော့အဲ့လိုမျိုးကြည့်တယ်ဆိုလို့ရှိရင်ရှင်းတယ်ဒီပုပ်လေးက လုံလွေဥပဒေပေါ်ပေါက်လာတာအစခုနကြောက်ဖြူကိစ္စအစအေးအေးရနေပြီးတော့အချိန်မြင့်ပြီးတက်လာတဲ့အချိန်ကြီးအစသူတို့ကြောက်ပြီးတော့နောက်ထပ်တက်မလို့လို့ပြောတဲ့လူဟာလေ security ကိုလည်းသူတို့အချင်းချင်းလည်းအဲဘယ်လိုပြောမလဲလုံခြုံရေးကအဆုံရတဲ့အနေအထားမျိုးဖြစ်လာတဲ့အတွက်အားလုံးပဲအဲဥသိမ်းရှင်တို့ဥဥဟာတို့ဥသန်းရွှေတို့ကကိစ္စစားပေါ့ဗျာသူပြောလို့ရှိရင်လုံခြုံရေးတွေကအများကြီးရှိတာပေါ့အဲ့ဒီတည်းကဒါသူတို့ green light လောက်လိုက်ချင်းဖြစ်တယ်ဆိုတော့ခြုံကြည့်မယ်ဆိုလို့ရှိရင်အဲ့လိုပဲကျွန်တော်တို့အမြင်တယ်တရုတ်ကတော့ ဒါဆက်လက်ပြီးတော့ဒီ AU ရောညီနောင်သုံးဘွယ်ရောဝါကိုလည်းသူတို့ကင်ထားပြီးတော့လုတ်သွားမှာပဲဆိုတော့ဒါရှင်းတယ်။ဟုတ်ဟုတ်ဟုတ်ကဲ့ပါဆရာ။ဒါလည်းကျွန်တော်သတိထားပြီးတော့လုတ်ဆောင်ရမယ့်ဟာတို့ပြင်အကျန်းဟိုတကယ်ကိုဟိုဘောနော်ဟိုဖြစ်လာနိုင်တဲ့ဟာတွေပေါ့နော်ဖြစ်လာနိုင်တဲ့ဟာတွေမှာဘယ်လိုရှောင်ရှားတင်တယ်လဲဆိုတော့ဟာတွေဆရာပြောရတဲ့အချိန်မှာပါတယ်ပေါ့နော်အဓိကကြောက်ဖြူလိုကိစ္စမျိုးတွေဆရာပြောသွားတဲ့အချိန်မှာလည်းပါတယ်။ပြီးတော့ကျွန်တော်သစားဒီမေကွန်ဟိုဟာဖြစ်ဖို့အတွက်ကို စဉ်းစားတဲ့အခါမှာအဲ့ဒါကိုလေတတိယလေဒါပေမဲ့ဆရာတခါလေးပဲအဲဥစ္စာအောင်လေဒါလေးထည့်ပြီးတော့ပြောသွားတာပေါ့နော်အဲ့တွက်လည်းဆရာကျေးဇူးတင်တယ်အဲပြီးတော့အဲနောက်တစ်ခုကဆရာအဲ့လိုပေါ့ဒီခုဒီမြန်မာနောက်မှာတက်လာတဲ့ video clip လေးတစ်ခုရှိတယ်ဆရာအဲ့ဟာဒီရုရှားနဲ့ Ukraine စစ်ပွဲမှာဒီရုရှားဘက်ကနေပြီးတော့တရုတ်စစ်သားတွေဝင်တိုက်ပေးတဲ့ဟာပေါ့နော်အဲ့ဒီကနှစ်ယောက်ကို Ukraine ကဖမ်းမိတယ်ဆိုပြီးတော့အဲ့ဒါသူ့ရဲ့ဒါဖက်ဆိုနေတဲ့ပုံစံမျိုးကို video ရိုက်ပြီးတော့အတင်လာတဲ့ဟာလည်းရှိရပါဆရာအဲ့နှစ်ယောက်မိတယ်ဆိုပြီးတော့ပြောလာတယ် တွေ့ရတယ်ဒီကနေ့ပတ်သက်လို့ရှင်းလင်းဖို့အတွက်ကိုခေါ်ထားမျိုးပြီးတော့ရှိတယ်ဒါပေမဲ့ဘာမှထူးခြားမှုတော့မရှိသေးဘူးဆိုပြီးတက်လာတာဆရာအဲ့ကြောင့်တကယ်လေအဲ့ပုံစံမျိုးဖြစ်နေရပါဆရာလောကတရုပ်လူမျိုးပုံစံမျိုးအဲ့အဲ့လိုမျိုးဆိုတော့အဲဒီရုရှားဘက်မှာတော့အဲ့လိုမျိုးဝင်တိုက်ပေးနေတာမျိုးတွေရှိလာတယ်ဆိုရင်ရုပ်နိုင်ငံမှာရောတရုတ်ကအဲ့လိုပုံစံနဲ့လုပ်လာနိုင်ဘူးလားဆိုပြီးတော့တွေးမိရတယ်ရှိရဆရာဘာလို့လဲဆိုတော့ဆရာခုနပြောလို့ကြောက်ပြူလိုကိစ္စမျိုးတွေဆိုရင်အဲတရုတ်လုံခြုံရေးကုမ္ပဏီဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ဒါလက်လက်ကန်ထားတဲ့တရုတ်တွေပေါ့နော်တရုတ်လူမျိုးတွေက အခုနလိုလေးရင်နဲ့အတုတ်လိုက်အတုတ်လိုက်ရောက်လာတဲ့အာသတင်းတွေလည်းကျွန်တော်တစ်ချောက်တွေ့ရတာပေါ့ဆရာပြီးတော့အခြားဒီစစ်စင်ရင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမှာလည်းဒီလိုလူမျိုးတွေပါဝင်ပတ်သက်နေတယ်ပေါ့နော်အဲဒါနိုင်ငံသားလူမျိုးတွေပါဝင်ပတ်သက်နေတယ်ဆိုတဲ့ဟာမျိုးတွေလည်းကျွန်တော်သတင်းသစုံစားထွက်လာမျိုးတွေတစ်ချောက်ကြားရတယ်ဆရာအဲကြအဲကျွန်တော်နိုင်ငံမှာရောဒီမေအောင်လိုက်ဘက်ကနေတေယုတ်ကဒီလိုပုံစံမျိုးနဲ့ဝင်ပူနိုင်တာမျိုးတွေရှိလာနိုင်လားဆိုတဲ့ဟာလို့လည်းဆရာအမြင်လေးသုံးသပ်ပေးစီရှင်ပါ အဲ့တော့ဝင်းကူတယ်ကူတယ်ဆိုတာကကျွန်တော်တို့လက်နဲ့နဲ့ဒီလှုပ်ပြီးတော့သူ့စစ်သားလှုပ်ပြီးတော့ PDF တွေ EAO တွေကိုတိုက်ခိုင်းတဲ့ကူတဲ့အနေထားမျိုးอ่ะတမျိုးအဲ့လိုမဟုတ်ဖ ೇನೆ ခုနဝမ်ဘောင်ဒီလက်ဘောင်တောင်ဒေတာတစ်ခုလုံးကိုတရုတ်စစ်ဒီကုမ္ပဏီတရုတ်ကုမ္ပဏီရဲ့ security အဖွဲ့တွေကင်ထားပြီးတော့မြန်မာလူမျိုးကြီးကြီးလက်ကြီးရွာသားတွေက protest လုပ်တဲ့ခါမှာဒီသွားပြီးတော့ဆန္ဒပြတဲ့ခါမှာ ဲနောက်ကနေပြီးတော့အမိန်ပေးပြီးတော့အာဒီမြန်မာရဲပေါ့ဗျာရဲယူနီဖောင်းနဲ့ကင်ထားပြီးတော့အမိန်ပေးပြီးတော့အဲ့ဒီရွာသူရွာသားတွေကိုတာတူကဖုန်ကြီးတွေကို2017 2009 2017 2010 2012ကော်မရှင်ဖွဲ့တဲ့အထိပေါ့ဦးသိန်းစင်ရနေပြီးတော့ကော်မရှင်ဖွဲ့ပြီးတော့ဒေါန်ဆန်းစုကြည်ကိုကော်မရှင်ဥက္ကရာခန့်ပြီးတော့တို့ဟိုဘာပြောလဲထုကြည်လွာထုတ်ခိုင်းတဲ့အဆင့်ထိကြီးမယ်ဆိုလို့ရှိရင် ဟိုဘလောက်ထိတရုတ်ကနေပြီးတော့ဟိုကလေးကနေပြီးတော့ဟိုကူညီပေးနေတယ်လဲတက်မတော်အတွက်ကူညီပေးနေတယ်လဲနောက်တစ်ခုကတက်မတော်ရဲ့ဂျိုးစီဘောင်းနဲ့သူတို့ဂျိုးစီဘောင်းနဲ့ဘလောက်တော့ချိတ်နေတယ်လဲဆိုတာကိုကျွန်တော်တို့မိဘွားလေးမြင်ရမှာဖြစ်တယ်အဲ့ဒီမိဘွားလေးကနေပြီးတော့မိတော့ကြီးဘလို့ဖြစ်လာနိုင်တယ်လဲဆိုတာကခုနတရုတ်စစ်သားယူကရိန်းရောက်နေတဲ့ ီဒီယိုအဆင့်ထိပေါ့ဗျာနော်နောက်ဒီမြန်မာနောင်ဗီဒီယိုအဆင့်ထိနောက်တစ်ခုကအခုမြန်မာနိုင်ငံမှာကဲရေးများဖြစ်လာပြီဆိုလို့ရှိရင်2021နောက်ပိုင်းကျွန်တော်တို့တို့စီးဖုဒီဒီဒီပို့တဲ့လေအဆင့်ကဘယ်အဆောက်လဲဆိုတာ communication ပဲလေတို့ firewall တိဆောက်ထားဖို့ရအတွက်ပြင်ဆင်ခဲ့တဲ့ communication ပဲအဲ့တော့ communication ဒီဆက်သွယ်ရေးကအရေးကြီးဆုံးမျက်လုံးကအရေးကြီးဆုံးစစ်မှာ အဲ့တော့ဆက်သွယ်ရေးကဒါမျက်လုံးပဲလीဒီဒီ information ရဖို့ရအတွက်သူမျက်လုံးကိုပိတ်ဖို့ရဖုံးဖို့ရအတွက်ပြီးသူလူသူဖုံးလိုက်မရှိတော့ဘူးဒါဆိုမျက်လုံးပိတ်သွားပြီဟုတ်လားအင်တာနက်မရှိတော့ဘူးမျက်လုံးပိတ်သွားပြီအင်တာနက်ဝင်လာပြီမျက်လုံးပွက်သွားပြီဆိုတဲ့သဘောပဲအဲ့တော့ဒါစေရေးရောကျွန်တော်တို့နိုင်ငံရေးရောအားလုံးပါတဲ့မျက်လုံးကိုသူတို့ထိန်းချုပ်ဖို့ရအတွက်ဒါစီဖုလေရင်တွေသွားပါတယ်ဆိုတာသူတို့ကိုယ်တိုင်ဒါကြည့်ရတာဟိုကျွန်တော်တို့ဘယ်လိုလဲတော်လိုင်းရေးဖွဲ့ကြီးခေါ်တဲ့ဥမဲလုံးကိုယ်တိုင်ပေါ့ပုံမဲလုံးကိုယ်တိုင်ပြောခဲ့တာကြီးကျွန်တော်ရှိရှိတည်မယ်နော် အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့ကြည့်တယ်ဆိုလို့ရှိရင်တရုတ်ကဝင်ပြီးတော့ရှုပ်နေတာကြာပြီမြန်မာနိုင်ငံကလက်တွေ့ဝင်ပြီးတော့လုပ်နေတာကြာပြီအဲ့တော့ခုချိန်မှာပို့ပြီးတော့မတင်းနိုင်တော့တင်းနိုင်တာပေါ့သူရဲ့ကြောက်ဖြူလိုဟိုဟာတွေလုပ်ငန်းတွေရှိတယ်နောက်ပြီးတော့ကျန်တဲ့ pipeline လေးရှိတယ်နောက်ရထားဆောင်ရထားလမ်းဆောင်နေတာလည်းရှိတယ်နောက်လာရှိုးနဲ့ဒီမြန်မာရှမ်းပြည်နယ်နဲ့ယူနန်နဲ့စီဝိုင်းဒုကလည်းရှိတယ်နောက်ဝါအနေပြီး control လုပ်ထားတဲ့တင်းတတ်ထုကိုဂင်ထားတဲ့မိုင်းတွေဂင်ထားပြီးတော့လုပ်နေတဲ့ဒူကလည်းရှိတယ် ဲ့တော့အဲ့ဒီနည်းနဲ့ကြည့်တယ်ဆိုလို့ရှိရင်တရုတ်ကတော့ဝင်နေပြီသားပဲလုံနေပြီသားပဲအဲဒီဒီမြန်မာနိုင်ငံတွေရဲ့ဒေါ်လာကြီးကိုဖျက်ဆီးမှုရအတွက်အဲ့တော့ကျွန်တော်ခုနစကားကြီးကြီးခံထားတာတခုရှိတယ်အဲ့ဒါဘာလဲဆိုရင်တရုတ်ဟာမြန်မာနိုင်ငံမှာသူတို့လိုချင်တဲ့ငင်းချမ်းကြီးပဲသူတို့အာပေးနိုင်ဖို့ရရနိုင်ဖို့သူတို့လုပ်ပေးမှာဖြစ်တယ်သူတို့လိုချင်တဲ့ဒီမိုကရေစီပုံတံမျိုးလေသူတို့ဟိုဟာထင်အဲ့တော့ရှင်းရှင်းပြောလို့ရှိရင်မြန်မာနိုင်ငံမှာသူတို့ရဲ့ဒုတ်ဆင့်အသုံးချနိုင်တဲ့ခေါင်းဆောင်လောက် ဒုတ်ရှင်အသုံးချနေတဲ့နိုင်ငံရေးပါတီအဲတက်မတော်ပုံစံမျိုးလောက်ဖဲသူတို့လိုချင်နေဆိုတာကိုသူတို့ရောက်အောင်လုပ်မယ်ဆိုတာကိုတာရှုနေတယ်ဆိုတော့သိရမှာဖြစ်တယ်။အဲ့ဒီလိုမျိုးသိတယ်ဆိုလို့ရှိရင်ဒီဒီတော်လိုင်းအဖွဲ့တွေထဲမှာအခရာဗဟုလိုလိုအခရာကြတဲ့အဖွဲ့လိုလိုကျွန်တော်တို့သုံးသပ်ကြည့်လို့ရတယ်မြင်ကြည့်လို့ရတယ် NUG လို့ NLD လို့ CRPH လို့အဖွဲ့တွေအနေနဲ့တရုတ်ရဲ့ policy ကိုရှင်းရှင်းလင်းလင်းဝါကြတဲ့ကြောင်းနဲ့လှုပ်ရှားရှိတယ် လောက်ရမယ်ဆိုတော့ကျွန်တော်ဟိုးတဲ့ကလည်းအဲဒီဒီပြောခဲ့ဘူးတယ်ဒီကျွန်တော်တို့တော်လှန်ရေးမြန်မာပြည်သူလူထုရဲ့တော်လှန်ရေးကိုနှောက်ရက်တဲ့အင်အားမှန်တယ်မြတ်တောက်တိုင်မှန်တယ်မြတ်ဒါသမရာရေးစကလုံးသုံးပြောမှန်တယ်မြတ်ကိုကျွန်တော်တို့ကအနေနဲ့တက်ခဲ့ပြီးတော့ထားမှာဖြစ်တယ်အဲ့တော့တရုတ်အနေနဲ့ဟာလာစကစကိုတောက်တိုင်လိုမျိုးကူညီမှုပေးနေတဲ့စီမံကိန်းမျိုးရှိနေသမျှကာလပတ်လုံးအဲ့ဒီတက်ကအဲ့ဒါတွေလည်းကျွန်တော်တို့ရဲ့တက်ကဖြစ်တယ်ဆိုတော့ရှင်းရှင်းလေးသွားတယ်ဆိုလို့ရှိရင်တရုတ်နောက်ဆုတ်လိမ့်မယ်တရုတ်ကသွေးရှိတဲ့ ဟိုမျိုးမဟုတ်ဘူးစစ်စစ်တိုက်ရမှာတွေးရှိတဲ့အဲအချက်မရှိ तू ကဒီ brain box ကနေဝင်မယ်နောက်တကားကနေဝင်မယ် तू ကဘယ်လိုပြောမလဲအချောင်သမားနိုင်ငံရေးဟောတာအချောင်သမားစိတ်ဓာတ်ရှိတဲ့အဲအဲ CCB ခေါင်းဆောင်တွေဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တရုတ်လို့ပြောတဲ့အခါမှာ CCB တရုတ်เนาะနဲ့တရုတ်လူမျိုးတွေမတမ်းမကိုငြိမ်းချမ်းရေးနဲ့တရားမျှတရေးကိုတကယ်ဒီမိုကရေစီလွတ်လပ်ရေးကိုတကယ်လွတ်လွတ်လွတ်မြောက်လွတ်မြောက်ရေးပေါ့လူသားလွတ်မြောက်ရေးတကယ်လိုလားတဲ့တရုတ်တငယ်ချင်းတွေလည်းရှိတယ်မိသားစုတွေရှိတယ် ျွန်တော်သိတယ်ဒီလူတို့ကျွန်တော်ပြောနေတာမဟုတ်ဘူး CCP ရဲ့ဒီဟိုကလေးကဒီ patriotic ပေါ့သူတို့ရဲ့တရုတ်ရဲ့လူမျိုးကြီးဝါဒကိုကင်ဆယ်ထားတဲ့တရုတ်တွေကိုကျွန်တော်ပြောနေခြင်းဖြစ်တယ်ဒီ CCP ကိုကင်ပြောနေခြင်းဖြစ်တယ်အဲ့တော့ဒီလူတွေရဲ့နိုင်ငံရေးဝါဒကအချောင်သမားနိုင်ငံရေးဝါဒဖြစ်တယ်အချောင်သမားဆိုတာကရတဲ့နေရာနေပြီးတော့နှိုက်မယ်ယူမယ်ဆိုတဲ့သဘောဒါမျိုးဟိုတိတ်ပြီးတော့စကားရိုင်းတယ်လို့လို့တော့ရှိတယ်ဒါနဲ့လက်တွေ့ကြတဲ့စကားလုံးကျွန်တော်သုံးခြင်းဖြစ်တယ်သူတို့ရတဲ့အပေါက်ကဝင်မယ်ရတဲ့နေရာနဲ့ယူမယ် ဟို ethical ရှိတာ ethical မရှိတာတွေကျွန်တော်တို့ view မဆိုင်ဘူးတို့ကခုနပြောလို့ဒိန်ချောင်းမင်းပြောခဲ့တယ်လို့ဗျာဒီကြောင်အ내ဖြစ်ဖြစ်အဖြူဖြစ်ဖြစ်ဟိုအဝါဖြစ်ဖြစ်ဟိုလိမ္မာယောင်ဖြစ်ဖြစ်ရအောင်တာကြွက်ကိုယ်တာရအောင်ခုတ်ဒါကချောင်းမမှုဥပါပဲရှင်းပြဒါမူဝါဒပဲအဲ့ဒါကိုဆိုလိုခြင်းဖြစ်တယ်အဲ့တော့အဲ့နည်းနဲ့ကြည့်တယ်ဆိုလို့ရှင်တရုတ်ဟာမြန်မာနိုင်ငံရဲ့ဒေါ်လာကြီးကိုဖျက်ဆီးနေတာကြာပြီမြန်မာကွန်မြူနတီပါတီထဲမှာလည်းဝင်ပြီးတော့ရှုပ်ထွေးအောင်လုပ်ပြီးတော့ခွဲထုတ်သွားတာလည်းအများကြီးရှိနေတယ် အရှိတမိုင်းကနားလဲရမယ်အဲ့လိုမျိုးနားလဲရဆိုလို့ရှိရင်ကျွန်တော်တို့အာဘယ်လိုတွားရမလဲဒီမြန်မာနိုင်ငံရဲ့ဒေါ်လာရေးနဲ့နိုင်ငံရေးမူဝါဒဘယ်လိုရှိရမလဲဆိုတော့ကာကနန္ဒနားလဲနိုင်ကြလိမ့်မယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ကြောက်နေလို့မရဘူးတွေးဝင်နေလို့မရဘူးတွေးနေပတ်သက်လို့ရှိရင်ရှင်းရှင်းလင်းလင်းရှိအောင်သူတို့လည်းနားလဲနိုင်အောင် reasoning ဖြစ်အောင်ပြော statement ထုတ်နိုင်အောင်ဟုတ်ကဲ့ဟုတ်ကဲ့ကြာကြာပြောတဲ့အချိန်မှာတကယ်ကိုရှင်းရှင်းလင်းလင်းထပ်ပြီးတည်ရတဲ့ဟာကအများကြီးပဲပေါ့နော်ဆရာဒီတရုတ်က တော့ဆရာတုံးတုံးနဲ့ဆက်ကလေးဆိုလည်းအရန်ကြိုက်တယ်ဟိုအတိအကျတော့ဒီအချောင်းလုံးမပါဘူးနော်အဲတကယ်ကိုပဲဆရာအဲ့လိုပုံစံမျိုးတွေကအခုလက်ရှိမြင်နေရတဲ့အနေအထားတွေမှာအများကြီးတွေ့ရတာပါဆရာဒါဘယ်သူနဲ့အဆင်ပြေနေဖို့အတွက်ဆိုရင်သူတွေ့တဲ့သူသူကလို့ချိတ်ဆက်ထားတဲ့ချိုးမှန်လို့မြအကုန်ဆွဲပြီးတော့သူအသုံးချမယ်ဆိုတဲ့ဟာကိုတကယ်ဒါရှင်းနေအောင်ဆရာပြောပြပေးလို့လေဒီအခြေလူတင်တယ်ပေါ့နော်ပြီးတော့အခုမှမဟုတ်ဘူးဘိုးရင်ကလေးကမှဒါဝင်ပြီးတော့ရှုပ်နေတဲ့လောက်ရတယ်မျိုးလည်းဆရာပြောသွားအများကြီးရပါတော့နောက်ထပ်ဖြစ်လာနိုင်တဲ့ဟာတွေလည်းဒါကြိုပြီးတော့ အတွက်ချက်ပေးရတယ်အတူတူပါပဲဆရာအဲ့တော့ကြောင့်ဒီကျွန်တော်တို့ online မှာပါဝင်နေတဲ့ခေါင်းဆောင်တွေကအဒီဟာတွေကိုချိုးတင်ပြီးသိရှိထားတယ်သူ့ရဲ့လှုပ်ဆောင်မှုတွေသူ့ရဲ့လှုပ်ဆောင်လာနိုင်တဲ့ဒီလမ်းမျိုးတွေကိုချိုးသိရှိထားတယ်ဆိုရင်ကျွန်တော်ပြက်ပြက်သားသားနဲ့ပြန်ပြီးတုံ့ပြန်နိုင်မှုဒီလမ်းမျိုးကိုကျွန်တော်တို့ရွေးချယ်နိုင်ပါစေလို့ကျွန်တော်လည်းဆုတောင်းပါတယ်ဆရာအဲဒါကတော့ဒါတရုတ်နဲ့ပတ်သက်လို့ရှားရအမြင်မျိုးဝေမျှဖို့အတွက်တောင်းဆိုတာပါဆရာပြီးတော့အဲအခုဒါဒီ limit ဒါကလာဖြစ်တဲ့အချိန်မှာဆရာ ဟောပေါ့အခုဆိုဒီရက်ထဲမှာဆိုလေဒေါ်လာရင်းနဲ့ပတ်သက်လို့အောင်မြင်တဲ့ဟာတွေအများကြီးတွေ့ရဆရာစုပေါင်းပြီးတော့အခုနောက်ပိုင်းမှာစုပေါင်းပြီးတော့ဇိုက်ပွဲဝင်တဲ့အခါကြားတဲ့အောင်မြင်မှုတွေကိုပိုတွေ့ရတာပေါ့ဆရာအဲတနည်းအားတစ်မျိုးကိုတိမ့်လိုက်ပြီးရှေ့ဆိုရင်ဒါဖလန်းကိုပဲကြည့်ကြည့်ပေါ့နော်အဲခုနကဒါအင်းတော်ကိုပဲကြည့်ကြည့်တိမ့်ရပြီဆိုတဲ့အချိန်မှာအဲဒီထုတ်ပြန်လာတဲ့အဖွဲ့တွေဆရာလောကအများကြီးပေါ့နော်တဖတဖွဲ့တည်းမဟုတ်ဘူးတဦးတည်းမဟုတ်ဘူးအဖွဲ့အများကြီးကပါဝင်ပြီးတော့ဒါတိုက်ပွဲဝင်ရင်းနဲ့အောင်မြင်မှုတွေရလာခဲ့ကြတယ်တွေ့ရဆရာအဲတော့ကျတော့ ဒီလာမယ့်ကာလတွေမှာကျွန်တော်တက်ဖွဲ့တွေကတွေ့ကြုံပို့ပြီးတော့ရှိလာမယ်အဲပြီးရင်ခုနလိုပို့ပြည့်စုံလာမယ်အပြင်စီးရေးကြီးမဲ့ချက်တွေပို့ပြီးတော့အောင်မြင်လာနိုင်မယ်လို့ဒါကျွန်တော်ကတော့ယုံကြည်တယ်ပေါ့နော်ဆရာအဲဆရာရဲ့အမြင်ပေါ့ဒီလာမယ့်2025ကာလပေါ့နော်လာမယ့်ຫນွေဥပဒေလိုင်းရိတ်မှာအဖြစ်လာနိုင်တဲ့ဒါဒေါ်လာရင်းပေါ့အမြင်ပေါ့နော်ဆရာအဲ့ဟာနဲ့ပတ်သက်လို့ဆရာနောက်ဆုံးဒီကာဝန်ကြီးရဲ့အဆုံးသက်အနေနဲ့ပြောပြပါအောင်ဆရာအဲ့တော့အခုမြန်မာနိုင်ငံရဲ့ရွေးနေတဲ့နိုင်ငံရေးနဲ့စီရေးအခြေအနေကြီးမယ်ဆိုလို့ရှိရင်လမ်းနှလမ်း ပေါက်နေတော့ပေါ့လန်းလန်းရှိတယ်အဲ့ဒီပထမလန်းကတော့ကျွန်တော်တို့အခုလက်ရှိဒီငញ្ញိုင်းပွဲစားတွေလည်းနည်းနည်းလေးရှိုးလောက်သွားတဲ့လန်းနောက်တစ်ခုကတချို့ ERO ကောင်းဆောင်တွေဒေါ်လာရေးဖွဲ့တွေလည်းစဉ်းစားနေကောင်းစဉ်းစားနေနိုင်တဲ့လန်းအဲ့ဒါဘာလဲဆိုလို့ရှိရင်စစ်ရေးပြီးလို့ရှိရင်နိုင်ငံရေးနဲ့ပဲအဆုံးသတ်ရမယ်စပွဲမှာထိုင်ရမယ်ဆိုတဲ့လန်းအဲဇမွေးမှာဘလူးနဲ့ထိုင်မှလည်းဆိုရင်ဒီလက်ရှိကင်ထားတဲ့အနာဒီဖက်တိုကင်ထားတဲ့ စကားစားနဲ့တက်မလို့နဲ့ထိုင်ရမယ်ဆိုတဲ့လမ်းဒါကတလမ်းအဲ့ဒီလမ်းကကျွန်တော်တို့အဲ့ဒီလမ်းနဲ့တော်လှန်ရေးကိုအောင်မြင်အောင်လုပ်မယ်ဆိုလို့ရှိရင်အဖွဲ့အစည်းတွေနဲ့ EAO တွေ NUG ကိုယ်တိုင် NLD ကိုယ်တိုင်ကျန်တဲ့နိုင်ငံရေးသမားတွေကိုယ်တိုင်ကအဲ့ဒီလမ်းနဲ့သွားအောင်သွားပြီးတော့အောင်မြင်အောင်လုပ်မယ်ဆိုလို့ရှိရင်2008အခြေခံဥပဒေသားသားလောက်ပဲရနိုင်တဲ့လမ်းဖြစ်တယ်လမ်းနှစ်က EAO တွေနဲ့80လုံးတိုက်နေတဲ့ အဲအင်အားရယ်ဒီ2021ဒီရှစ်အနာရီတင်ပြီးတော့ဖြစ်လာတဲ့ PDF စကမ်းကနေပြီးတော့စတင်ခဲ့တဲ့ United Villages အဲ force ဆိုတာ NATO style ပေါ့ဒီရွာပေါင်း65ရွာကျွန်တော်ချင်းနှမင်းရဲ့အနောက်ဘက်ကရွာပေါင်း65ရွာ unify လုပ်ပြီးတော့စတင်ခဲ့တဲ့လာဒါ March လ2021အစောပိုင်းမှာစခဲ့တဲ့ဥစ္စာဒါကျွန်တော်တို့ဟိုးမီဇီမာမီဒီယာမှာစတင်ပြီးတော့အင်တာဗျူးလုပ်ခဲ့တဲ့ အဲအဲ့ဘုံကြီးကိုယ်တိုင်လည်းလောက်ခဲ့တဲ့ဟွာတွေရှိတယ်အဲ့တော့ PDF မပေါ်ခင်ရပါဗျာ PDF ဆိုစလုံးမပေါ်လာခင်ဒါ United Villages ဆို NATO style နဲ့ကာကွယ်ခဲ့တဲ့အင်အားနဲ့ထွက်လာခဲ့တဲ့ PDF တွေနဲ့ခင်ထားတဲ့လား PDF ဆိုတော့နောက်ဆုံး NUG ကပေးခဲ့တဲ့နာမည်လည်းမဟုတ်ဘူးဟိုကအောက်အောက်ကချီကနေပြီးသူကထွက်လာတဲ့နာမည်ဖြစ်တယ်အဲ့တော့အဲ့ဒီလမ်းကဘာလဲဆိုလို့ရှိရင် စကစနဲ့တက်မရောဟာယွန်စရာဖွဲ့ကြီးဖြစ်တယ်ကမ္ဘာမြန်မာနိုင်ငံမှာ ရှက်เสียအဖွဲ့လေးဖြစ်တယ်လူလူလူမစင်စားပြီးတော့သူတို့နဲ့တဘောမတူတဲ့သူတို့ဒီရန်သူလို့နိုင်ငံရေးရပဲဖြစ်ဖြစ်စီးရေးရပဲဖြစ်ဖြစ်ဒီထားတဲ့တတ်မှတ်ထားတဲ့လူအလုံးကို လူမဆန်စွာရရဆက်ဆက်လုပ်ပြီးတော့သူတို့အဲရှင်းနေတဲ့အဖွဲ့ကိုဒီ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  PDF ကောင်းဆောင်တွေဒါဒီဒီတော်လှန်ရေးကောင်းဆောင်တွေကရှင်းမှရမယ် အဲ့ဒီကောင်တွေမရှိမှမြန်မာနိုင်ငံကျွတ်တဲ့လွတ်တဲ့တကယ်ငြိမ်းချမ်းရေးနဲ့တကယ်လွတ်လပ်ရေးကိုရမယ်ဆိုတာကိုယုံယုံကြည်ကြည်နဲ့လုပ်နေတဲ့လူတွေအဲ့ဒီယုံကြည်မှုကအနှစ်90ကျော်ပြီတိုင်းသားတွေရဲ့တမိုင်းတိုက်ခိုက်နေတဲ့တမိုင်းရကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီ90လုံးဒီတက်လာတဲ့အင်အားစုဒီဒီတန်ဓေဋ္ဌာအစုအဲဒီဒီဝိညာဉ်အစုပေါ့ဗျာနော်အဲရီမန်းချက်အစုက ဘယ်လောင်းကိုသွားကျင်တယ်လဲဆိုရှင်တမရောမရှိမှသာလျှင်တမရောဆိုတဲ့အခုလက်ရှိစဉ်းစားနေပုံတမရောဗမနိုက်ဇေးရှင်းကိုအသုံးချပြီးတော့အာနေရာယူထားတဲ့တမရောခုနဗမာလူမျိုးကြီးဝါဒကိုအသုံးချပြီးတော့အဲနေရာယူထားတဲ့တမရောမရှိဘူးနောက်တစ်ခုကမြန်မာနိုင်ငံမှာလူတွေနေတဲ့နိုင်ငံတကယ်လူကိုလူလိုအဲကျင့်ကြံပြီးတော့အဲ treat ပေါ့လေကျွန်တော်တို့ဆက်ဆံပြီးတော့အာအတိမှပြပြီးတော့ငြင်းငြင်းချမ်းချမ်းနဲ့ဟာလာတကယ်ကို လူအဆင့်ရှိတဲ့လူပေါင်းကြီးပေါ်ပေါက်လာအောင် လုပ်ချင်တဲ့တော်လှန်ရေးကမာတွေရဲ့တန်ဋိဌာန်နဲ့ဖောက်ထားတဲ့လမ်းရှိတယ်။အဲဒါဘယ်လမ်းကိုလျှောက်ကြမှလဲဆိုတော့ကိုယ့်ဟာကိုယ်ပဲမေးကြမှာဖြစ်တယ်။နော်။ဟုတ်ကဲ့။ယီရီယာရနဲ့ဟိုမရောက်ဒီမရောက်လမ်းသွားမှလား။ဒါမှမဟုတ်ခုနကတက်မတော်ကနေပြီးတော့ခိုးကြရတီထောင်ခဲ့တဲ့တိဆောက်ထားတဲ့ NCA တွေနဲ့တီထောက်ခဲ့တဲ့နောက်ဆုံး NDA အစားနေပြီးတော့2008ကိုလည်းမဝင်ပါဘူးဆိုနောက်ဆုံးဝင်သွားရတဲ့ လမ်းကိုပဲပြန်ရောက်ပါလားအဲ့ဒီလမ်းနဲ့တော်လန်ရေးကိုမှန်းထားတယ်အောင်မြောင်လုပ်မယ်ဆိုရင်တော့2008ဒါသာလို့မဟုတ်2008တဲ့ညနဲ့ဟာမျိုးကိုရသွားနိုင်တယ်ရဖို့ရှိတယ်ရဖို့အနေထားမျိုးရှိတယ်အဲ့ဒီဘက်ကိုလည်းသူတို့ဘက်ကနေပြီးတော့ခုနကတွန်းနေတာညီညာရေးပွဲစားနေရနေတွန်းနေတာရှိတယ်ခုမာလာကိုတိုင်း bim step မှာပြောသွားတာကျွန်တော်ရွေးကောက်ပွဲ line ရွေးကောက်ပွဲ line ဆိုတာရှင်းလေးဒါအချိန်ဆွဲတဲ့ line အဲ့ဒီအချိန်ကဘာကြောင့်ဆွဲတယ်လဲခုနက landic ကိုဟုတ်အောင်လန်တီရဲ့ ညီမချက်ကိုရောက်အောင်သွားမယ်လမ်းပဲအဲ့ဒီလိုမျိုးနှစ်လမ်းပဲရှိတော့တယ်ဆိုတော့ကျွန်တော်တို့အားလုံးနားလည်တယ်ဆိုလို့ရှိရင်ဘယ်လမ်းကိုရှောက်ကြပါလဲဘယ်လမ်းကိုသွားကျင်ကြတာလဲဘယ်လိုနည်းနဲ့တည်တော်လှန်ရေးကိုအောင်မြင်လုပ်ချင်ကြတာလဲဆိုတော့မိဘကိုကိုယ်ကိုယ်မေးပြီးဖြေကြမယ်ဆိုလို့ရှိရင်အဖြေပေါ်ပါလိမ့်မယ်ကျွန်တော်တို့ကဒီစာဖတ်ဟို event တွေကိုဖတ်ချိတ်ပြပြီးတော့ဆွေးနွေးသုံးသပ်တဲ့အဲဥစ္စာဆိုတော့ကျွန်တော်တို့ကဒါအဖြေပြလို့မရဘူးလုံနေတဲ့ကိုယ်တိုင်ကလူတွေကိုယ်တိုင်အဖြေပြသွားမှာဖြစ်တယ် ကျွန်တော်မှအဖြစ်မရှိဘူးဟုတ်ကဲ့ဟုတ်ကဲ့ဆရာဒါမဲ့ဆရာထောက်ပြတဲ့ဟာကိုကရှင်းရှင်းလင်းလင်းသိရပါတယ်ဆရာအဓိကတော့ဒါသူဆောင်နေတဲ့သူတွေရောပါဝင်နေတဲ့သူတွေရောဘင်းဒါတီတော်လေးကိုထောက်ခံနေကြတဲ့သူတွေရောကဘယ်လမ်းကိုကျွန်တော်ပြည့်ပြည့်တသားရွေးချယ်ကြမယ်ဆိုတော့ကိုစဉ်းစားကြဖို့လိုတယ်ဆိုတာလေးဆရာပြောသွားတယ်ပေါ့နော်ဒီကတော့ဆရာဆရာပြောရခြင်းပါဒါကျွန်တော်အချိန်ကြီးအများကြီးလဲဆရာပြေးတယ်ဟိုတကယ်ပြောရမ်းဆရာဒီတဲ့အခြေအနေအများကြီးတောင်းချင်တာပါဆရာဘာလို့လဲဆိုတော့ဆရာပြောလိုက်မှာကျွန်တော်တို့အတွက်ဒီတော်လိုင်းအတွက် ပြင်လောက်ဆောင်ရမယ့်ဟာတွေအဲကြိုပြီးတော့တွက်ချက်ရမယ့်ဟာတွေအများကြီးပဲတည်ရဲဆရာအဲအကြောင်းလို့ဆရာအခုလိုမျိုးချိန်ပေးပြီးတော့ spin နေပေးတာကိုလည်းတကယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာအဲပြီးတော့ဟိုထပ်ပြီးတော့လည်းဆရာဟိုတွေးဆောင်ဖို့အတွက်အဲခွင့်တောင်းပါအောင်မယ်ဆရာဘာလို့လဲဆိုတော့ဒီလိုမျိုးဒါဆရာကျွန်တော်သတိထားမယ့်အခြေအနေတွေမှာသတိထားရမယ့်အကြောင်းအရာတွေဆရာကြံကြပြောပြစေချင်လို့ပါဆရာဟုတ်ပြပါတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ဟုတ်ကဲ့ပါဆရာဆရာလည်းကျွန်မကြီးစိုက်ပါဆရာဟုတ်ဟုတ်ကဲ့မြတ်ဟုတ်ကဲ့